စကိုင်းတိုင်းဒေသကြီးတပယ်ရင်မြို့နယ်ရဲ့အနောက်ချမ်းမှာရှိရဲစစ်ပြချင်းရွာဟာမနေ့ကနိုဝင်ဘာလ10ရက်နေ့တရက်ထဲမှာစစ်ကုမရှင်ရဲ့ Jet Fighter လီကြောင်းတိုက်ခိုက်မှုကိုငားကြိတ်ထဲမှနေခက်ခဲရပါတယ်တဒါဦးနဲ့မိထီလာလေတက်စခန်းတွေကနေတက်လာတဲ့ Jet Fighter တွေနဲ့ညနေ3နာရီခွဲကနေည6နာရီအတွင်းစက်တိုက်လုခဲ့တာလို့တပည့်ရင်မျိုးနဲ့စစ်ရှောက်ထပ်ပန့်ရေးအဖွဲ့နဲ့တပည့်ရင်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကဆိုပါတယ် ပေါင်900ဘုံရဲ့အပြင်စက်တနက်ရီနဲ့ပါပြစ်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူ73ရောက်ထက်မနည်းထိခိုက်ဒဏ်ရာရခဲ့ပြီးဆိုးရွားရသူတွေလည်းပါဝင်တယ်လို့ဒေသခံအဖွဲ့အစည်းတွေကအတည်ပြုပါတယ်။နေအိမ်ခုနှလုံးပြည့်စည်ပြီးတော့၃လုံးမီးလောင်ခဲ့ပါတယ်။ဒေသခံအဖွဲ့အစည်းတာဝန်ရှိသူတွေရဲ့ပြောပြချက်အရစစ်ကောင်မရှင်ရဲ့တိုက်ခိုက်မှုပုံစံဟာတိတိတသားပြောင်းလဲလာတယ်လို့ဆိုပါတယ်။ နေရာတစ်ခုကိုတိုက်ခိုက်မှုလုပ်ပြီဆိုရင် နိုင်ပိုင်းအတွင်းမှာပြင်လာပြည့်တဲ့ပုံစံမျိုးပြောင်းလဲလာတာကြောင့်အရေးပေါ်ကယ်ဆယ်ရေးမလုပ်နိုင်အောင်လှုပ်လာတဲ့သဘောလို့ဆိုကြပါတယ်။ဒေသခံပြည်သူကာကွယ်ရေးအဖွဲ့တွေကပြည်သူတွေကိုဘေးကင်းတဲ့နေရာတွေနဲ့ဘုတ်ခုကျင်းတွေ ပြင်ဆင်ထားကြဖို့ကိုလည်းတိုက်တွန်းထားပါတယ်။